နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်တက်မတော် TNL သိမ့်ပိုက်ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်ကမိုင်းလုံမြို့ကိုအာနာသိအကြဖတ်စစ်ခွေးတက်ကလေချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ခဲ့လို့ပြည်သူတွေရဲ့နေအိမ်လေးလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ12ရက်နေ့ညနေပိုင်းမှာစစ်ခွေးတက်ကမိုင်းလုံမြို့ကလေကြီးရွာနဲ့ဗစည်းကြီးရွာကိုဘုံကျဲတက်ခတ်ခဲ့တာဖြစ်ပြီးတော့နေအိမ်လေးလုံးပျက်စီးသွားတယ်လို့ဖော်ပြထားပါတယ်။စစ်ခွေးတက်ကအော်တိုဘာလ9ရက်နေ့ကမိုင်းလုံမြို့နယ်နမ်ခုတ်အုပ်စု မန်ဟုံရွာကိုတိုက်လေရဲနဲ့ဘုံနှလုံးကျဲပြီးတော့လက်နက်ကြီးနဲ့ထပ်မံပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်3ဦးအမျိုးသမီး5ဦးအမျိုးသား5ဦးစုစုပေါင်း73ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါဗါးဒါအပြင်တအူးဒဏ်ရာရပြီးတော့အိမ်6လုံးပျက်စီးသွားတယ်လို့ DNA လေးကထုတ်ပြန်ထားပါတယ်အလားတူပဲအော်တိုဘားလ17ရက်နေ့ကလည်းမိုင်းလုံးမြို့နယ်ဆန်ရွာမှကြီးရွာကိုပေါင်250ဘုံနှလုံးကျဲချခဲ့တဲ့အတွက် ဘုံကြီးကျောင်းနဲ့နေအိမ်တချို့ပျက်စီးခဲ့သေးတယ်လို့သိရပါဗျ။စစ်ခွေးတပ်ဟာမိုင်းလုံးမြို့အပါအဝင် TNL တိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လုပ်နေခဲ့တာပဲဖြစ်ပါတယ်။အခုအော်တိုဘာလာအတွဲမှာမိုင်းလုံး၊မန်တုံ၊နမ်မတူ၊နမ်ဆန်၊မိုးမိတ်၊မိုင်းကော့၊တီဘောစတဲ့ TNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူအယောက်30လောက်တေဆုံးတာအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ပြည်သူတွေအနေနဲ့စစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိ ဖို့လိုအပ်ပြီးတော့လေချောင်းရံကောက်ွယ်ဆိုင်ရာနီလန်းများကိုလည်းဆောင်ရွက်ကြဖို့ DNL ကနှိုးဆော်ထားပါတယ်စစ်ခွေးတပ်ဟာတောင်းဒေသကိုသာမကနိုင်ငံတော်မှာရှိတဲ့တိုင်းသာလက်နက်ကိုင်တွေနဲ့ပြည်သူကောက်ွယ်တပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေရာတွေကိုလက်နက်ကြီး drone လေချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးတော့ပြည်သူအပေါ်မှာရာဇဝဲမှုကျူးလွန်နေတယ်လို့ DNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ